နယူးယောက်မြို့တော်ဝန်ရွေးပွဲမှာအသက်34နှစ်အရွယ်အစ္စလမ်ဘာသာဝင်ဆိုရန်မန်ဒါနီအနိုင်ရရှိခဲ့ပါတယ်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရရှိတယ်လို့နိုဝင်ဘာလ၄ရက်ညပိုင်းမှာကြေညာခဲ့တဲ့ဆိုရန်မန်ဒါနီကနယူးယောက်မြို့ဟာအတော်မတက်နိုင်တဲ့တိုးတက်မှုတွေဖြစ်ထွန်းလာမဲ့ခေတ်တစ်ခေတ်ကိုရောက်ရှိလာစေရမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။ သူ့ရဲ့အောင်ပွဲဟာနယူးယောက်မြို့ရဲ့အလုံးလုံးနေတဲ့ပြည်သူတွေအတွက်အောင်ပွဲဖြစ်တယ်လို့၎င်းကပြောကြားခဲ့ပြီးအကုန်ကြတက်တာစီရမယ်လို့မဲဆွယ်စည်းရုံးရေးမှာပြောကြားထားတဲ့ကတိစကားတွေတရားလုံပေးမှာဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အတူတကွပြောခဲ့တဲ့စကားတွေကျွန်တော်တို့အတူတကွမက်ခဲ့တဲ့အိမ်မက်တွေအဲ့ဒါတွေကကျွန်တော်တို့အတူတကွဖော်ဆောင်မဲ့မူဝါဒတွေဖြစ်လာမှာဖြစ်ပါတယ်။နယူးယောက်တရားနာအဲ့ဒါတွေဟာခမရတို့ပိုင်ဆိုင်တာတွေဖြစ်ပါတယ်လို့အောင်နိုင်ရေးမေကောမှ၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီမိုကရက်ပါတီဝင်တအူးဖြစ်တဲ့ ဆိုရန်မန်တာနီဟာအသက်34နှစ်အရွယ်မှာအမေရိကန်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့နယူးယောက်ရဲ့ပထမဆုံးအစ္စလမ်ဘာသာဝင်မြို့တော်ဝန်တဦးဖြစ်လာခဲ့ပါတယ်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာဆိုရန်မန်တာနီအနိုင်ရရှိသွားမယ်ဆိုပါကဆိုးရွားတဲ့အကျိုးဆက်တွေရှိလာမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကသတိပေးထားပြီးပြည်တော်စုရန်မုံငွေတွေကိုရုတ်သိမ်းမယ်လို့ချိန်ချောက်ထားပါတယ်။ သူ့ရဲ့အုံဝဲဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအနိုင်ယူဖို့နီလန်းကိုတတ်သိပြလိုက်တာဖြစ်တယ်လို့ဆိုရမန်တာနေကပြောကြားခဲ့ပြီးနယူးယောက်မြို့ဟာနိုင်ငံရေးအမောင်းတို့ထဲမှာလင်းနေလိမ့်မယ်လို့ဆိုခဲ့ပါတယ်။